ပြီးခဲ့တဲ့ UFC 3 system မှာ flyweight တန်းအဆင့်7ကဘရူနိုဒါဆီလ်ဗာကိုအလဲထိုးအနိုင်ယူခဲ့တဲ့နောက်ဂျော့ရှွာဘန်ဟာနှစ်ရက်အတွင်းထပ်မံကန့်လန့်လာတဲ့ရှော့နိုတစ်ကိုလက်ခံလိုက်တာကြောင့် UFC 3 system မှာ UFC flyweight တန်းရဲ့လက်ရှိအဆင့်1 Brandon Riven နဲ့ထိုးတက်ရတော့မှာဖြစ်ပါတယ် UFC ကသူ့ရဲ့ UFC 3 something ကို Las Vegas မှာဇွန်လ28မှာထိုးသက်ဖို့စီစဉ်ထားတာ ဖြစ်ပြီးဖန်ဝင်ထိုးရမှာကအဲ့ဒီပွဲမှာဖြစ်လို့ပထမပွဲနဲ့27ပဲကွာပြီးပြင်ဆင်မှု28ပဲအချိန်ရတဲ့ short notice နဲ့ဝင်ထိုးရမယ့်ပွဲပါ short notice နဲ့ fan ကအသားကျနေပြီးရှေးက short notice နှစ်ပွဲမှာနှစ်ပွဲစလုံးအနိုင်ရထားပေမဲ့ဒီတစ်ခါ short notice ကအလွန်ခက်ခဲမှဖြစ်ပြီးရင်ဆိုင်ရမဲ့သူက UFC flyweight တန်းရဲ့လက်ရှိအဆင့်1 Brandon River ဖြစ်နေတာကြောင့်ပါပြီးခဲ့တဲ့ဇွန်လ9ရက်က Bruno da Silva ကိုအနိုင်ရအပြီးမှာ fan ကအဆင့်1က Marino ကိုစိန်ခေါ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီပွဲက6လလောက်ပြင်ဆင်ချင်ရပါတယ် ဖန်တွဲခွင့်ရတဲ့ရေဘယ်ကမာရီနိုထက်အဆင့်မြင့်တယ်လို့ပြင်ဆင်မှုလည်းအချိန်က၁၈ရက်ပဲကျန်ပါတယ်။ပိုဆိုရာကရေဘယ်ဟာချန်ပီယံစိန်ခေါ်ခွင့်နဲ့အနည်းဆုံးဖြစ်တယ်လို့၁၈ပွဲနိုင်၇ပွဲရှုံးမှတ်တမ်းနဲ့ဖန်ထက်အရက်၄လမှမြင့်လက်တီရစ်၃လမှတာပြီးအသက်ကလည်းအရွယ်ကောင်း၃၂နှစ်တာပါ။သူရှုံးထားတာကလည်းဒီ၅နှစ်အတွင်းမှာမာရီနိုနဲ့လက်ရှိချန်ပီယံပန်တိုဂျာကိုသာဖြစ်ပြီးကျန်တဲ့ပွဲအကုန်နိုင်ထားပါသေးတယ်။ဒါအပြင်မာရီနိုကိုလည်းပြန်နိုင်ထားပြီးချန်ပီယံပန်တိုဂျာကိုသာသူမကျော်နိုင်ဖြစ်နေတာပါ။ ကံကောင်းလာတစ်ခုကတော့ river ဟာဥကောင်းတဲ့အာယုံကျော်ထိခိုက်မှုဒဏ်ရာကုသနေရလို့ရှစ်လကျော်ပွဲဝေးနေတာပါ။အုံနောက်နဲ့အာယုံကျော်ထိခိုက်ထားတဲ့ river ဟာ UFC fighter တွေတဲ့လက်သီးချက်အမြန်ဆုံးနဲ့အလဲထိုးပါဝါရှိတဲ့ fan ရဲ့ဆက်လက်သီးတွေကိုခံနိုင်ရင်မရှိခဲ့ရင်ဒါကပွဲဖြေဖြစ်လာပါမယ်။ river နဲ့ fan ပွဲကို UFC ဘက်ကတည်ဝင်ကြညာလိုက်တာကလည်းသူနဲ့တည်ပေးထားတဲ့အဆင့်6ကမန်နေခိတ်ကခြေတော့အယိုကျွတ်အပ်သွားတဲ့ဒဏ်ရာကြောင့်ခွဲစိတ်ရမဲ့အခြေအနေထိဖြစ်နေတာကြောင့်နှုတ်ထွက်သွားလို့ပါ။ ဘရူနိုဒါဆီလ်ဗာကိုနိုင်အပြီးမှာဖန်ကိုသဘောကျတယ်လို့ UFC ရဲ့ CEO ဒါနာဝှိုက်ကထုတ်ပြောအပြီးဒီပွဲဖြစ်လာတာကလည်း Flyweight 10 Champion ဖြစ်ချင်နေတဲ့ဖန်အဖို့အကြီးမားဆုံးအခွင့်အရေးပါပထမပွဲနဲ့ရက်ကက်လို့ပွဲပန်းတာကြိုင်ဘက်ကအတွေ့အကြုံနဲ့ရုပ်ပိုင်းဆိုင်ရာတာတာ အရေးအချင်းကလည်းတာနေတာလို့ကုတ်ခမ်းပညာစိတ်ဝင်စားသူတိုင်းကသတ်မှတ်ထားပြီးမြန်မာနိုင်ငံကဆရာကြီးတွေကသာမတွေ့တင်သေးဘူးဆိုနေကြပေမဲ့ဖန်ဟာဘရူနိုတာဆင်ပါကိုနိုင်တဲ့ပွဲမှာထိချက်မနာခဲ့ပဲနောက်ပွဲအတွက်နားဆင်ရမလို့ဘူးလို့ New Jersey State Athletic Control Board SACB ကသတ်မှတ်ပေးခဲ့တာနှစ်နှစ်အတွင်းအမကန်တိုးတက်လာတဲ့လက်စွမ်းကြောင့် Flyweight တန်းရဲ့အနာဂတ်ချန်ပီယံလို့ကမ္ဘာ့ကုတ်ခမ်းပညာလောကထဲကသတ်မှတ်ထားတာကြောင့် ဗော်ကီရီကတတ်မှတ်ကြေးမှာတော့အဆင့်တစ်ကရီဗယ်ကအောက်ကြေးပေါက်နေပြီးဗန်ကအပေါ်ကြေးပါပြီးခဲ့တဲ့နှစ်ရက်စလုံး UFC ဘက်ကအတိမပြုတ်သေးပဲဖိုက်တာတွေဘက်ကသာငါတို့တွေ့နေပြီးဘာကောင်ဖြစ်ဖြစ်ထိုးမယ်လို့ကြေညာနေတာဖြစ်ပြီးအခုချိန်မှာတော့ UFC ဘက်ကဗန်နဲ့ရီဗယ်ထိုးတက်ကြမယ်လို့အတိပြုတ်ရာကြောင့်ဗန်အဖို့နိုင်သွားရင်ပန်တိုဂျာကိုစိန်ခေါ်ပြီးချန်ပီယံလူဖို့နဲ့ရှုံးသွားရင်လည်း ranking ထဲမှာပဲဆက်ရှိနေမှာဖြစ်လို့အရှုံးမရှိနိုင်ပါဘူး ဖန်ဟာဒီပွဲအတွက်သူကိုယ်တိုင်ကကိုထိုးသက်နိုင်မယ်လို့ယုံကြည်နေတာဖွကီရဲကတော့ဖန်နိုင်မယ်လို့သတ်မှတ်ပြီးအပေါ်ကျေးပြန်ပေးထားတာမို့မြန်မာနိုင်ငံကဆရာကြီးတွေအဖို့လဲမြန်မာအလံကို UFC စင်မြင့်ထက်ကတဆင့်ကမ္ဘာတည်အောင်စ조사ပြထားပြီးမိဘအတွက်အမေရိကန်မှာပင်ပန်းခတ်ခဲ့တဲ့ထိုးသက်ပွဲအနိုင်ရငွေနဲ့အိမ်ဝယ်ပေးထားနိုင်သူကိုဒီကာလမှာမြန်မာအလံကိုချစ်ခင်လေးစားစွာပတ်ပြန်လေးလို့မျက်မှောင်ကြိုးပြီးအနိုင်မရစေချင်တဲ့စိတ်ယုတ်စိတ်ပုတ်တွေပေးချထားပြီးကမ္ဘာနံပါတ်1တိုက်ခိုက်ရေးစင်မြင့်ထက်က Flyweight တန်းမှာ ကမ္ဘာထစ်တန်းအဆင့်တစ်ဆယ်ဖြစ်လာတဲ့ fan ကိုသူ့နောက်မှာတနိုင်ငံလုံးရှိတယ်လို့ fan ယုံကြည်ချက်အတိုင်းတနိုင်ငံလုံးရဲ့မေတ္တာခွန်အားတွေကိုသာ fan နိုင်အောင်တောင်းဆိုပြုကြပါလို့ပြောရမှာပါ